ပြူရည်နောက်ကိုမိလိုက်ပြီးတော့မိလာဝေကချက်ချင်းလေးဖြစ်သွားနိုင်တဲ့အောင်ရည်လေးမိကလေးရည်ရဲ့တစင်ကချီဥပြခဲ့မှုတွေယူရည်ကလက်ချက်သွားပြီးဖြစ်ပြီးတူနဲ့တခိတခါမှမိသားဖြစ်ခဲ့တဲ့အောင်ရည်လေးမေးကြမှာတော့ဒီအောင်ရည်လေးကယူရည်ရဲ့မိလာဝေမှာသူတို့တိုင်းရင်လို့ပြီးကုညီပေးခဲ့ပြီးမမနာမရှိတဲ့အောင်ရည်လေးကိုမိကလေးတွေကသဘောကျနေကြပါရီအသက်39နှစ်ရှိပြီဖြစ်ပြီးအောင်ရည်လေးကတော့သူ့ရဲ့မိလာဝေကချက်ချင်းလေးဖြစ်သွားနိုင်တယ်လို့ဆိုပါရီအဝိယံကသူ့ရဲ့မိလာဝေကိုခက်ခဲနနာပြစ်အောင် 6ဝေးလုတ်ခဲ့ပြီးမြောင်ရဲလေးကတော့သူ့ဝေးကအယိုးရှင်းရှင်းလေးပဲသဘောကျတယ်လို့ဆိုပါရီလုံခဲ့တဲ့ရက်ကလက်ထက်သွားပြီးထိုင်းမင်းသမီးဒါဘီကာရဲ့ချက်ဝင်းလေးကမင်္ဂလာဝေးကိုအောင်ရင်လေးကကြိုက်နေပါရီအောင်ရင်လေးလည်းတက်မင်ငယ်တို့လိုမကြခင်မှာလက်ထက်ဖို့တွေစီစဉ်ရှိပြီးမြချက်ချင်းလက်ထက်ဖြစ်ရင်လေးဖြစ်သွားနိုင်တယ်လို့ပြောလိုက်ပါရီအောင်ရင်လေးရဲ့ချစ်သူလေးကတော့ဆရာဝန်မလေးဖြစ်ပြီးတွင်နေတာလည်းနေနေပါရှိတော့မှာပါအိမ်နာပြွားမေးတဲ့ရွေလေးရှောင်းနေပြီးဖြစ်တာကြောင့်သူ့ရဲ့ချစ်သူကို လွန်ခဲ့တဲ့နှစ်နှစ်ကလေးကထုတ်ပြလာခဲ့ပြီးတမိလေးတယောက်လိုချင်တယ်လို့လည်းပြောသွားပါသေးတယ်။သူများရဲ့မိသားစုဘဝကိုအားကြလို့ကလေးလေးတယောက်လိုချင်ပြီးတော့အဖေရီကတမိကိုပို့ချစ်တာဖြစ်လို့တမိလေးပို့လို့ချင်နေသူဟာအောင်ရဲလင်းကချစ်သူကိုလူအများသိအောင်ပြောပြခဲ့တဲ့ပြင်ရွေးတူမင်းသားတွေကလည်းလက်ထက်သွားပြီးဖြစ်လို့သူ့ရဲ့မိင်္ဂလာပွဲကလည်းမဝီတော့ပါဘူး။အောင်ရဲလင်းကနမေကြီးမင်းသမီးတွေနဲ့တယောက်ပြီးတယောက်တွေ့ခဲ့သူဖြစ်ပေမဲ့လေကြီးစားဟောင်းတိုင်းနဲ့လေဆက်ဆက်ရေးဆင်ပြေးသူဖြစ်ပါရီကြီးစားဟောင်းဒီဖြစ်သွားရင်ပြန်တွေ့တဲ့အခါ ခေါ်ချင်းမပြောချင်းဖြစ်ကြပြီးမေအောင်ရည်နေကတော့မိဆွေတွေလိုပြန်လေနှုတ်ဆက်နိုင်တဲ့ဒီလေးပေါင်းသေးဆက်ဆက်ရေးမှာဆရာအကြနေပါရီဒီစာရီနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာကြီးစားအစ်တွေတယောက်ပြီးတယောက်ထားခဲ့ပြီးတော့လမ်းခွဲလိုက်တဲ့ဤစားဟောင်းတိုင်းကိုလေပြန်တွေ့ချိန်တိုင်းအစီအပြီးပါရီအောင်ရည်နေရောက်ပွေးလို့နေမကြီးမိသမီးနဲ့တွေ့ကြတာတောင်မှပရိသတ်တွေကိုချမပြခဲ့ပြီးမေလေလက်ရှိချစ်သူကိုတော့လက်ထပ်ဖို့အတိရည်ရထားလို့ပွေးတဲ့ခါခေါ်လာခဲ့ပါရီအောင်ရည်ရဲ့ချစ်သူကောင်မလေးကနားလေပြီးတဲ့သူဖြစ်ပြီးတော့သဘောထားချစ်သူလေးဖြစ်တာကြောင့်လက်ထပ်ဖို့အတိရည်ရထားတာပါ ။နုပညာလောကတွေကမင်းကလေးမဟုတ်ပေမယ့်လေအောင်ရင်လေးပုံမှန်လေးစာနာမှုရှိတဲ့ပြီးစိတ်တူကိုယ်တူလေးဖြစ်နေပါရီ။အနုပညာလောကတွေမှာလလုံနေတာဖြစ်လို့ရီးစားဟောင်းတွေနဲ့ပြန်တွေ့ရစီနေမှာအလို့သဘောရဆက်ဆံရတာကိုလေသဘောထားကြည့်ပြတာကြောင့်လက်ရှိချစ်သူနေတွေ့ပြီးနောက်မှာအောင်ရင်လေးကလေရင်ကားထက်ပိုအောင်မြင်လာပြီးအလို့တွေကိုလေဟန်တာမရှိလို့နိုင်တာပါရီ။အောင်ရင်လင်းကအလုံးလေးကိုကြီးကိုတော်ကိုခွဲထားပြီး professional ဆန်ဆန်အလုံးလုံးတက်တာကြောင့်ရီစာဟောင်းဖြစ်တဲ့နန်းစုဦးနဲ့တောင်ဇလန်းထွဲတစ်ခုကိုတူတူတယောက်ဆောင်ထားပါသေးတယ်။ ။အောင်ရလီယားအခြားသောမိနာရီနေမတူဝင်းနေယိုရှင်နေပြင်စိတ်သဘောထားလေးကြီးမှသူဖြစ်ပါရီ။ဒီနေ့လုံးနေမှာယိုရှင်ဇကာတကာမရိုက်ပြီမေသူဇကာရီကတခါယုံတည်နိုင်ပါလိတခါအောင်မြင်ပါရီ။ဒါကြောင့်အောင်ရလီတယောက်ဘလိုနည်းရည်နဲ့ပြည်သက်တွေကို surprise တိတ်သွားမလဲဆိုတော့ကတော့စိတ်ဝင်စားစရာဝေးနော်။ဒီဝင်ရတဲ့ချက်ပြီးတဲ့နောက်မှာအောင်ရင်လေးနဲ့ချက်သွားပြီဆိုရင်မိကလေးတွေကအသေးကွေးနေကြမှာပါ။အောင်ရင်လေးကိုလူမျိုးကြီးပဲဆက်လို့စီချင်လားဆိုတော့ comment မှာပြောခဲ့ပြီးပါအောင်ရှင်။အာဘိနာစင်ကေတာရီတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းကြီးအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မေရှင်ဒီနေ့ရောလောင်းနေဝင်းနှုတ်ဆက်ခဲ့ချင်ပါသည်အာဘိနာစင်ကေကြာရီပြည်သက်တယောက်ချင်းစီတိုင်းကိုလေးကျေးဇူးထူးတည်ရှိပါရယ်ရှင်